ကဲတနင်္ဂနွေလုံးစောင့်ဆိုင်နေကြတဲ့မြန်မာနိုင်ငံရဲ့အလားအလာအကောင်းဆုံးဖိုက်တာဖြစ်တဲ့ဒွေလင်းထက်နဲ့ထိုင်းမှာမွေးထိုင်းလောကမှာဂုတ်မဟုတ်ရင်တော့လေးချက်အစစ်မှရှိနေတဲ့ဘိုးတော်ကြီးအသက်43နှစ်အရွယ်နောက်သုံးလေးရဆိုရင်အသက်43နှစ်အရွယ်ပြီးတော့မှဖြစ်တဲ့ဘိုးတော်ကြီးဆန်ရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ဆန်ရဲ့ professional fighter သက်သန်းက တွေးလင်းထက်ရဲ့အသက်ထက်တောင်၄နှစ်ပိုကြီးတာပါနော်အသက်53နှစ်အရွယ်ဆန်အေးဟာ16နှစ်သားအရွယ်ကတည်းကနေ1996ခုနှစ်မှာ fighter ဘဝကိုစတင်ထိုးသက်ခဲ့တာပါဒါကြောင့် professional အသက်သန်26နှစ်ရှိပြီဖြစ်ပြီးတွေးလင်းထက်ကတော့အခုမှအသက်20နှစ်ပဲရှိပါသေးတယ်ဆိုတော့နော်အသက်ကိုမတိုင်းနဲ့ဦးသူရဲ့ professional fighter ဘဝတော်သွေးလင်းထက်ထက်အသက်ကြီးနေတာကိုတွေ့ရတယ်။စိုင်းကဝမ်မာ flyweight နဲ့ strawweight champion ဖြစ်ခဲ့ပြီ အခြားရတဲ့ချန်ပီယံကဘတ်တွေကတော့များလို့လို့မပြောတော့ဘူးအတွေ့အကြုံများတဲ့ဝါရင်ချန်ပီယံတယောက်အနေနဲ့တွေးလင်းထက်နဲ့ထိုးမဲ့ပွဲမှာပွဲအခြေအနေကိုသုံးသပ်ပြီးတော့တကယ့်ကိုမှကောင်းတဲ့နီးပြူဟာအပြောင်းလဲလုံနိုင်စွမ်းနဲ့ပညာပိုင်းအားသာချက်တွေရှိနေပါတယ်ဒါပေမဲ့သူ့မှာအားသာချက်တွေရှိနေသလိုအားနဲ့ချက်တွေလည်းရှိနေတာပါ အထူးသဖြင့်တော့အသက်40နှစ်နဲ့အရွယ်43နှစ်အရွယ်ဟာ fighter တယောက်ရဲ့အကောင်းဆုံးအချိန်လုံးဝလုံးဝမဟုတ်တော့ဘူး carry your သက်လုံပိုင်းနဲ့ကြမ်းကင်မှုပိုင်းတွေမှာလူငယ်တယောက်ကိုဘလုံးမှအရှင်းနိုင်စွမ်းရှိမှာမဟုတ်တလို့ပထမအချိန်ပြီးရင်တော့ power အပြည့်ထုံနိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး ဆိုင်ဟာအခုချိန်မှာအသက်33နှစ်အရွယ်ဆိုရင်ခုကွဲမှာသွေးလင်းထက်လုံးဝမလွယ်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်နော်ဒါပေမဲ့40နှစ်43နှစ်ဖြစ်နေတာကြောင့်ဆိုင်အင်းမှာအာသာချက်ရောအားနည်းချက်ပါရှိနေပြီကျွန်တော်အနေနဲ့နော်ဒါသူ့ရဲ့နောက်ဆုံး၄ပွဲမှာနှစ်ပွဲရှုံးထားတဲ့ဆိုင်အင်းရဲ့မှတ်တမ်းကိုကြည့်ပြီးအားနည်းချက်တွေကိုပုံများရည်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်1 championship မှာနောက်ဆုံး၄ပွဲဆက်နိုင်ထားတဲ့သွေးလင်းထက်ကပဲမနေ့ပြန်ညမှာ ဝါရင်မွေထိုင်းဖိုက်တာဦးကြီးဆိုင်အေကိုဝါမျိုးပြီးဒေါ်လာသသိန်းနဲ့စားချုပ်သိမ့်ပိုက်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မြင်မိတယ်ပေါ့နော်ပြန်ဘက်ကိုလုံးဝအထင်သေးတာတော့မဟုတ်ဘူးသွေးလင်းထက်အနေနဲ့ပြန်ဘက်ကိုလုံးဝအထင်မသေးပဲလုံးဝသတိမလစ်ပဲအကောင်းဆုံးသာရှင်ပြန်ပါ เนาะဒါသွေးလင်းထက်အနိုင်ရမီလို့တရားရခိုင်တို့ယုံကိုယုံတယ်เนาะသွေးလင်းထက်ကလွယ်တဲ့ကောင်မဟုတ်ဘူးเนาะ 5IG တတော်ကောင်းနေလို့ဒါလဝေးတကယ်ကိုမှတော့ Y Fighter ကြီးတွေကလေဒါသွေးလင်းထက် 5IG ကိုချီကျူးကြတယ်ပေါ့เนาะဆိုတော့เนาะသွေးလင်းထက်လုတ်ပြလိုက်မယ်ကျွန်တော်ပြည်သက်တွေယုံကြည်တယ်နော်ကျွန်တော်ဒီကောင်းစင်မှာနိုင်ပြီလို့တက်တာကလည်းအလကားမဟုတ်ဘူးသွေးလင်းထက်နော်ကျွန်တော်တို့နမိတ်ဖက်ပေးခြင်းသာဖြစ်တယ် ထိုင်းကိုရောက်နေတဲ့သွေးနှင်းထက်ကတော့အလေးအလမနေကနော်ဆိုင်တို့နဲ့ယူကြပြီးလွတ်တာရည်နော်တို့သွားလှုပ်ကြပြီးဒီကနေ့မှဆိုရင်သွေးနှင်းထက်ကိုထိုင်းဝိုင်းဖိုက်တာတယောက်ကနော်အဆောင်နော်ဟိုပွဲမှာနိုင်စီမဲ့အဆောင်ကိုပေးလိုက်တာလေတွေ့ရရင်အမှန်တမ်းကဂုံယူတယ်သူနှစ်ထက်နိုင်ပွဲရမယ်လို့ယုံကြည်တယ်နော်